ထိုင်ဝမ်တမရဟာကုကုကိုပြည်ထက်စားဆက်ပြပြပြင်ပြင်သွင်းနေတယ်လို့တရုတ်အစိုးရကဝေဖန်ခဲ့ပါတယ်။အင်တာဗျူးတစ်ခုထဲမှာအမေရိကန်တမရဒေါ်နယ်ထရမ့်ကိုချီးကျူးပြောဆိုထားတဲ့ထိုင်ဝမ်တမရလိုင်းချန်တေးကိုတရုတ်ဘက်ကအခုလိုထိုးနှက်ကြတာဖြစ်ပါတယ်။အော်တိုဗလာရှိရနေမှာတော့တရုတ်ရဲ့ထိုင်ဝမ်ရေးရဆက်ဆံရေးယုံကအကြေညာချက်တစ်စောင်ထုတ်ပြန်ရမှာလိုင်းဟာနိုင်ငံသားတွေစီမျက်နှာရဖို့သူကိုယ်သူပြည်ထက်စားဆက်တွင်းနေတယ်လို့ဖော်ပြထားခဲ့ပါတယ်။ ဒါပေမဲ့လည်းလန်ရဲ့အစည်းအဝေးတွေကဆူဆူရွရွကြာဆုံးမှဖြစ်တယ်လို့လည်းထိုင်ဝမ်ရေးရာဆက်ဆံရေးယုံကလောင်ပြောင်ခဲ့တာပါအခုသတင်းပတ်ထဲမှာချက်ပေါ်လာတဲ့အင်တာဗျူးထဲမှာတော့လန်ကထရမ့်မှာထိုင်ဝမ်အပေါ်အင်အားမတုံ့ဖို့တရုတ်သမ္မတရှီကျင်းဖင်ကိုစီးရုံနိုင်မယ်ဆိုရင်နိုဘယ်ငြိမ်းချမ်းရေးဆုကိုတေချာပေါက်ရရှိလိမ့်မယ်လို့ပြောကြားထားခဲ့ပါတယ်လန်ကတရုတ်ရဲ့စစ်ရေးချင်းချောင်းနိုင်မှုနဲ့ကာကွယ်ရေးဘတ်ဂျက်တိုးမြင့်မှုတွေအကြောင်းကိုလည်းအဲ့ဒီအင်တာဗျူးထဲမှာထည့်ပြောထားခဲ့ပါသေးတယ်ထိုင်ဝမ်ရေးရာဆက်ဆံရေးယုံကတော့လန်ရဲ့ပြောဆိုမှုတွေဟာ အတိတ်ပဲကင်းမဲ့ပြီးမဟုတ်တမ်းတရားတွေဖြန့်ဝေနေတာလို့ဆက်ဆဲခဲ့ပါတယ်။ငင်းချင်းရေးကိုဖျက်လို့ဖျက်စီးလုပ်ပြီးအရှုပ်အထွေးတွေကိုဖန်တီးချင်တဲ့သူ့ရဲ့သဘောထားအမှန်ကိုထင်ဟပ်စေတယ်လို့ဝေဖန်သွားပါတယ်။လိုင်ဟာနိုင်ငံခြားသားတွေနဲ့ဆက်ဆံရမှာလိုင်နာရမယ့်အခြေခံကျင့်ဝတ်အစည်းအဝေးတွေကိုတော့မျက်ကွယ်ပြုနေကြောင်းထိုင်ဝမ်ပြည်သူတွေရဲ့အသွေးအသားတွေကိုပါချစတဲ့ပြီးကိုဂျိုးအတွက်နိုင်ငံအပေါ်အမျက်ထုတ်နေကြောင်းဒါရင်မကသေးပဲနိုင်ငံရဲ့ချားအင်အားစုတွေစီကမျက်နှာသာရဖို့ ကိုကိုကိုပါပြည်ထက်စာဆက်တွင်းနေကြောင်းလဲတရုတ်ဘက်ကထုတ်ပြန်ချက်မှာရှုတ်ချထားပါတယ်။ထိုင်ဝမ်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတုတ်ပြန်တာမျိုးမရှိသေးပါဘူး။တရုတ်ဟာထိုင်ဝမ်ကိုပိုင်နက်နယ်မြေတစ်ခုလို့သတ်မှတ်ထားပါမယ်လေ။ဒီမိုကရေစီထွန်းကားတဲ့ကျောင်းနိုင်ငံကတော့တရားရည်တည်မှုကိုသာလိုလားနေပါတယ်။တရုတ်အစိုးရဟာလိုင်းအပေါ်အထူးခါသီးတဲ့အမြင်မျိုးရှိပြီးခွဲထွက်ရေးဝါဒီတူအဖြစ်ရင်ညွှန်းဆွဆွဲလေးရှိပါတယ်။တရုတ်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ပြည်ပအောက်ကိုပြီးထိုင်ဝမ်လွတ်လပ်ရေးကိုမျှော်လင့်နေတဲ့ လိုင်းနဲ့အပေါင်းပါတွေရဲ့အစ်စ်ကူးအိမ်မဟာဆူဆူရွာရွာကြာဆုံးသွားစေမယ်လို့လည်းကြုံဝါထားပါတယ်။လိုင်းနဲ့ထိုင်ဝမ်လွတ်လပ်ရေးအင်အားစုတွေဟာတမိုင်းချောင်းမှာတော့အမိုက်ပုံထဲရောက်ပြီးပျောက်ကွယ်သွားကြမှာဖြစ်တယ်လို့တရုတ်ကဆိုပါတယ်။လိုင်းကတော့ထိုင်ဝမ်ရဲ့အနာဂတ်ကိုထိုင်ဝမ်ပြည်သူတွေကသာဆုံးဖြတ်ခွင့်ရှိကြောင်းနဲ့တရုတ်နဲ့ထိုင်ဝမ်တို့ဟာဘယ်သူကမှဘယ်သူရဲ့လက်အောက်ခံမဟုတ်ကြောင်းပြောကြားထားပါတယ်ရှင်။